လိုโอเคတချို့ကပြောကြတယ်အလုပ်တစ်ခုစလုပ်ဖို့အတွက်တဲ့ကိုယ့်ကိုအာယုံကြည်ချက်မရှိဘူးပေါ့နော်။အာယုံကြည်ချက်ရှိအောင်လို့ဘယ်လိုလုပ်ရမလဲ။လုပ်ငန်းတစ်ခုစကျင်တယ်၊ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးကျင်တယ်၊ဝင်ငွေတစ်ခုရကျင်တယ်ပေါ့နော်။အဲ့တော့ online မှာပဲဖြစ်ဖြစ်အာ offline မှာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်အဆင့်နှစ်ဆင့်ပဲလုပ်ရမယ်။အဲ့နှစ်ဆင့်ကိုတော့လုံနိုင်ပြီဆိုလို့ရှိရင်သိကြတယ်။မိတ်ဆွေဒီဝင်ငွေလမ်းကြောင်းဖန်တီးပြီးသားလည်းဖြစ်သွားလိမ့်မယ်။အဲ့တော့ပထမတစ်ချက်ကဘာလဲဆိုတော့နံပါတ်1နော်။ ကိုကိုကိုယုံကြည်ပါကိုကိုကိုယုံကြည်မှုဒီနံပါတ်1ပါအဲ့တော့ကိုဒီဖြစ်ပါမလားလုံနိုင်ပါမလားအောင်မြင်ပါမလားမြတ်ပါမလားဆိုတဲ့ဟာတွေကိုဘေးဖယ်လိုက်ပါနော်လူတွေငါ့ကိုဝေဖန်မလားကဲ့ရဲ့မလားဟလာလူတွေကငါ့ကိုငါကြရှုံးသွားလို့ရှင်ရှုံချမလားနော်ငါဆုံးရှုံးသွားလို့ရှင်ရင်ငါ့ကိုလူတွေကမခေါ်ဘဲနဲ့နေမလားအဲ့ဒီအတွေ့တွေကိုလုံးဝထုတ်လိုက်ပါကိုကိုကိုယုံကြည်မှုနဲ့စတင်ပါဘာကြီးပဲဖြစ်နေဖြစ်နေငါ့ကိုငါယုံကြည်ရဲ့ ငါအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာကိုယုံကြည်တယ်။ငါအကောင်းဆုံးလုပ်မယ်အတော်ဆုံးလုပ်မယ်အရာအားလုံးကိုငါလုပ်နိုင်မယ်အရာအားလုံးကိုငါဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်နံပါတ်၁ပါ။အဲ့နံပါတ်၂ကဘာလဲဆိုတော့သူများကိုယ့်ကိုယုံကြည်လာအောင်လုပ်ကအဲ့တော့ဒီနေရာမှာသူများကိုကိုယုံကြည်လာအောင်ယုံကြည်မှုတစ်ခုပေါ့နော်သူများဆိုတော့ဒါလူတွေပေါ့လူတွေဆိုလို့ရှိရင်ကိုကိုပတ်ဆက်ပြီးမဲ့ customer တွေလို့လည်းပြောလို့ရတယ်ကိုနဲ့လုပ်ငန်းအတူလုပ်မဲ့မိတ်ဆွေတွေလို့လည်းပြောလို့ရတယ်ပေါ့နော် ဲ့တော့လူတွေရဲ့ယုံကြည်မှုရဖို့အတွက်ကျမတို့ဒီ personal brand လို့ခေါ်တယ်ကိုယ့်ရဲ့ brand ကိုယ့်ရဲ့အမှတ်တံဆိပ်ကိုယ့်ရဲ့ထုတ်ကုန်လေးကိုတိဆောက်ဖို့အရင်အရေးကြီးပါအဲ့တော့ဒီဟာကိုတိဆောက်တဲ့နေရာမှာတချို့ကအဲ okay ကျမကဒါလေးရောင်းနေတယ်ပြီးွားပြီတကယ်ထဲနဲ့နောက်နေ့ကျရင်နောက်တစ်မျိုးနောက်နေ့ကျရင်နောက်တစ်မျိုးအဲ့လိုလုပ်လို့မရအောင်အဲ့တော့ကျမတို့ကကိုယ့်ရဲ့ကို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 လူများတွေဟလာကာဆမ်မာတွေပတ်ဆက်ပေးမဲ့လူတွေယုံကြည်မှုရှိအောင်အတွက်ကိုဒီ ဘယ်အရာနဲ့ငွေငွေရှာခြင်းလားအဲ့ဒီဟာတခုသိရဥပမာအထည်ရောင်းပြီးတော့ငွေရှာခြင်းလားဟာလားအဟင်းတွေထမင်းတွေရောင်းပြီးတော့ငွေရှာခြင်းလားဟာလားပစ္စည်းပစ္စယတွေရောင်းပြီးတော့ငွေရှာခြင်းလားကော့စမက်တစ်တွေရောင်းပြီးတော့ငွေရှာခြင်းလားအဲ့ဒါကိုသိပြီဆိုလို့ရှိရင်ကိုယ်သွားမဲ့လမ်းကြောင်းပေါ်မှာကိုယ့်ရဲ့ကျွမ်းကျင်မှုကိုယ့်ရဲ့သိမှုပေါ်တော့ဒီလုပ်ငန်းကိုဘယ်လောက်ကျွမ်းကျင်လဲဘယ်လောက်နားလဲလဲအဲ့ဒီအရာတွေကိုလူတွေမြင်အောင်ချပြဖို့လေဒါမှလူတွေကအော်သူကဒီလုပ်ငန်းမှာတကယ်ကျွမ်းကျင်ပါလား အဲ့တော့မှပဲရေရှည်လူတွေရဲ့ယုံကြည်မှုကိုရနောက်တစ်ခုသည်အမြဲတမ်းဒီကာစတမာတွေနဲ့အမြဲတမ်းလူတွေနဲ့ကိုယ့်ရဲ့ fan တွေနဲ့အမြဲတမ်းထိတွေ့မှုအမြဲတမ်းရှိရပေါ်လိုက်ပြောက်လိုက်လုပ်လို့မရအောင်အဲ့တော့ design မမတ်လုပ်ဖို့လုပ်တယ်နေ့တိုင်းအချိန်မှဗီဒီယိုတင်မယ်ဆိုရင်လည်းဗီဒီယိုတင်ရမယ်ကိုလုံးနေတဲ့အလုပ်မှာစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဘာကြီးပဲဖြစ်နေဖြစ်နေဖြစ်နေကိုဒီပုံမှန်လုပ်နေရမယ်ဒီနေ့ပဲမှာကိုဒီ ဟလာဇွဲလုံးလာဝရိယနဲ့ပုံမှန်ရှိနေတယ်နောက်တစ်ခုကပြောတဲ့စကားတွေဒီမေတ္တာစေတနာဂယုဏပါတဲ့စကားလုံးတွေဖြစ်ကြမယ်လူတွေအပေါ်ကိုဟလာစင်နာတနာတတ်တဲ့မှန်ကန်တဲ့စကားလုံးတွေဖြစ်ဖို့လည်းအရင်အရေးကြီးတချို့ဆိုလို့ရှိရင်ကျမမလေးရှားမှာ online လောက်လာတာဆိုရင်၁၇နှစ်ကျော်သွားပြီပေါ့နော်အဲ့တော့ဘာကိုတွေ့လာလဲဆိုတော့တချို့တွေကပစ္စည်းတစ်ခုရဲ့ကောင်းတာဆိုတာအဲ့ဒါတွေမသိဘူးအငွေရရင်ပြီးတော့ ချို့တွေကကြတော့ဒီပစ္စည်းတွေမကောင်းမကောင်းဆိုတော့တို့သိတယ်တို့ကိုယ်တိုင်းလည်းမသုံးဘူးဒါပေမဲ့ကာဆမ်မှာအရှိတလို့ရှိရင်တော့ဟာဘလို့ကောင်းတယ်၃ရက်နဲ့ဘလို့ကောင်းတယ်၄ရက်နဲ့ဘလို့ကောင်းတယ်တကယ်တကယ်ကြတော့ကောင်းမလားအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကိုပြောတဲ့စကားနဲ့ကိုလုံးတည်ကိုလုံးနေတဲ့အလုပ်တည်နေရမတူတော့ဘူးမတူတဲ့အချိန်မှာကျမတို့လူတွေရဲ့ယုံကြည်မှုမရအဲ့တော့အမြဲတမ်းအများရဲ့ပြဿနာအများဖြစ်နေတဲ့ဒုက္ခတွေကိုကိုဘလို့ဖြစ်ရှင်းပေးမလဲမေတ္တာစေတနာဂေယုနာမုဒိတာပွားပြီးတော့ ဒီလိုမျိုးစိတ်နဲ့သူများတွေရဲ့ယုံကြည်မှုကိုကျမတို့တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအ ਨੇ ဆုံးတစ်ရက်နှစ်ရက်တစ်ပတ်နဲ့မရပါဘူးအ ਨੇ ဆုံး3လ3လကနေ6လအတွင်းအကယ်၍သူများတွေရဲ့ယုံကြည်မှုကိုရသွားပြီဆိုလို့ရှိရင်တော့ဟိုဘာပဲလုပ်လို့အဆင်ပြေပြီဟိုလူတွေကချစ်သွားပြီဟိုလူတွေကယုံကြည်သွားပြီအော် तू ကအပြောနဲ့အလုပ်နဲ့ညှိတယ်အဲ့တချို့တွေဆိုလို့ရှိရင်လည်းချစ်တယ်တိုင်းပေါ်မှာတော့ ူတွေကိုမော်တီတက်စေမဲ့စကားတွေပြောတယ်ဟဟလာလူတွေကိုအစိတ်စိတ်သက်ပိုင်းဆိုင်ရာတွေပြောတယ်သူကိုယ်တိုင်ကြတော့ Facebook တို့ TikTok တို့မှာစွေးနေတာတွေတင်တယ်လွမ်းနေတာတွေတင်တယ်အများအားမကောင်းတဲ့စကားတွေပေါ့နော်မကောင်းတဲ့ဟာတွေအဲ negative တွေတင်တယ်ဆိုလို့ရှိရင်ဟာ तू ကကြတော့လူတွေကိုအဲစိတ်ချမ်းသာအောင်ဘလို့နေဘလို့နေဟော तू ကိုယ်တိုင်ကကြတော့စိတ်ဆင်းရဲနေတယ်ဒါမျိုးဆိုလို့ရှိရင်လည်းအပြောနဲ့အဲအလုံးတွေကမညီပြန်ဘူးပေါ့နော်အဲ့ဒီခါကြလို့ရှိရင်လည်း customer တွေရုံမှန်တယ်ရာဖြစ်နေတယ်အဲ့တော့ကျမတို့က ိုသွားမယ်လမ်းကြောင့်ကိုဝင်ဝေးလိုချင်တဲ့နေရာเนาะအာယောက်ျားလေးတွေဆိုလို့ရှိရင်လည်းအာ digital ဘိုင်းနဲ့သွားမယ်ဆိုလို့ရှိရင်လည်းဒီဘိုင်းတွေမှာကိုဘလောက်ကျွမ်းကျင်ကြောင်းလုပ်ကြမယ်နောက်တစ်ခုကဆက်ဆချင်းမှာလူတွေကိုအမီးပေးဖို့လိုတယ် free ပေးဖို့လိုတယ်ဒါမှလူတွေကတော့ तू ကဒီဘိုင်းမှာတကယ်ကျွမ်းကျင်ပါလားဟလာ तू ကတကယ်လုပ်တတ်ပါလားဒါမျိုးတွေနဲ့မှကျမတို့ကကျမတို့ရဲ့အမှတ်တစိတ်တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ချက်ပဲအများကြီးလည်းမရှိဘူးအရင်းနှီးတွေဆိုတာနောက်မှာ တာငွေတွေဘလောက်ရင်းရမလဲဒါတွေမဟုတ်ဘူးနံပါတ်1တည်ယုံကြည်မှုကိုကိုကိုယုံကြည်ယောဂအီမှာကိုကိုကိုတော်မှာကို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 ဟောင်မှာမယုံကြည်ဘူးဆိုလို့ရေဘယ်သူကကိုကိုလာပြီးတော့ယုံကြည်မှာလဲဟုတ်တယ်မလားအဲ့တော့ကျမတို့ဒီအမြဲတမ်းပြောပါတယ်ကျမတို့မှာငွေရပါဖရားကပေးလိုက်တဲ့အစွမ်းစားကြီးရှိတာအထဲထဲမှာမြုပ်နေတာအဲ့အဲ့ဒါတွေကိုကျမတို့ဒူးပေါ်တက်ဖို့လိုတယ်အဲ့တော့ဒူးပေါ်တက်ဖို့ကြတော့တချို့တွေကအလွယ်ဆုံးတစ်ခုကိုကျမပြောပြမယ်ကျမတို့ကလူတွေကလက်သေးတွေရှိလာတယ် စပင်းလေးရှိလာတယ်။မျက်တောင်လေးရှိလာတယ်ဟုတ်လား။တစ်နှစ်တစ်နှစ်ခန္ဓာကိုယ်ကဝသွားလိုက်ပိန်သွားလိုက်အဲစသဖြင့်ပြောင်းလဲနေတယ်။မြင်ရတဲ့အရာတွေတောင် ပြောင်းလဲတယ်ဆိုရင်ရင်ထဲမှာရှိတဲ့ cells တွေမမြင်ရတဲ့အုံနောက်ကလိုင်းတွေ wave တွေဟုတ်လား vibration တွေ frequency တွေကျမတို့ကြားထဲမှာရှိနေတဲ့မသိစိတ်တို့ဘာလို့ကအများကြီးပြောင်းလဲနေလဲအဲ့ဒါတကူရိုးရိုးလေးပဲတွေးကြည့် ြင်မှာပြောင်းနေတယ်ဆိုရင်အတွင်းမှာပိုတာကပြောင်းနေတယ်အဲ့တော့လူတွေကတစ်နှစ်တစ်တစ်နှစ်အသက်တွေကြီးလာတယ်စပင်းတွေရှည်လာတယ်ပြောင်းလဲလာတယ်ဒါပေမဲ့ဘာတွေမှပြောင်းလာဘူးလို့ဆိုရင်ယုံကြည်မှုတွေပြောင်းမလာဘူးကိုယ်ရင်တော့ယုံကြည်မှုပဲလုံခဲ့တဲ့9နှစ်ကလည်းဒီယုံကြည်မှုပဲ10နှစ်ကလည်းဒီယုံကြည်မှုပဲကိုယ့်အသက်10နှစ်မှာလည်းဒီယုံကြည်မှုနဲ့ပဲတက်လာတယ်20မှာလည်းဒီယုံကြည်မှုနဲ့30မှာလည်းဒီယုံကြည်မှုနဲ့ဘာယုံကြည်မှုလဲအရန်စူးစမ်းမှငွေရှာလို့ရတာအလုပ်တွေအများကြီးလုံးမှာ ပတ်စံရတာပတ်စံဆိုတာကကက်စီကုတ်ရတယ်ခြွေတာရတယ်ပတ်စံဆိုတာမသုံးရဘူးအရေးပေါ်ဖြစ်မှသုံးရတယ်ဟုတ်လားငွေဆိုတာရှာရခက်တယ်မအားလို့တွေကအဲအောက်ချေကနေတက်လာတဲ့လူတွေမို့လို့တထေးတွေလူမျိုးပတ်စံကိုဖြုံးစရာမလိုတထေးတွေဆိုတာကအဲဝင်မိသွားလို့ချမ်းသာသွားတာမကောင်းတာလုပ်ပြီးတော့ချမ်းသာသွားတာတထေးတွေနဲ့မပေါင်းနဲ့သူတို့စိတ်သက်တည်ကူးလာမယ်ငါတို့တွေကရေရိုးတတကြိုးစားစားဒီမှာအာဇီဝဘာညာခွိကွဆို အဲ့ဒီရှုံချချက်တွေနော်လောကကြီးမှာသူများတော်မှာလုံနိုင်ကျမတို့လည်းလုံနိုင်တယ်အားလုံးကလူသားတွေကြီးပဲလေအားလုံးကအချိန်24နာရီပဲရချတာဟုတ်လားအားလုံးကကိုကြိုးစားရင်ဖြစ်တယ်ဒါပေမဲ့ကို့မှာကိုကြိုးစားရင်ငါဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်အရင်ရှိဖို့လိုတယ်အဲ့ဒါရှိရင်90ရာခိုင်နှုန်းကသိကြနေတယ်ဒါပေမဲ့လူတွေတော်တော်များများလောက်တာလုံနေတယ်ယုံကြည်ချက်မရှိဘူးငါမယုံကြည်ရလဲကို့ကိုကိုမယုံကြည်ဘူးသူများကိုကြောက်တော့ယုံကြည်တယ် ဟဲ့သူတော်လိုက်တာသူလုံးနိုင်လိုက်တာကိုကရောကိုလည်းလုံးနိုင်တယ်ကိုလည်းလုံးနိုင်တယ်ကျမတို့ကမွေးရပါရဲ့ချင်းရှိပြီလားအဲ့တော့ကျမတို့ကတခုနာလိုမျိုးဆိုလို့ရှိရင်မနေ့တိုင်းမှာ information တွေယူလို့ရတယ်ငါအကောင်းဆုံးလုံးနိုင်တယ်လို့ငါကအတော်ဆုံးလူငါငွေတွေအများကြီးရှာနိုင်တယ်လို့ငါငွေတွေကိုလွတ်လွတ်ကူကူရတယ်လို့အဲ့ဒီလိုမျိုးစကားတွေကိုအများတန်းပြောနေအထဲတည်းကဆဲစီရပြောင်းလာအရင်တော့ကယုံကြည်ချက်အဟောင်းကငွေဆိုတာလွယ်လွယ်ရှာလို့မရဘူးဆိုရဲ့ အဲ့ဒီအကြောတွေအဲ့ဒီဆဲစ်တွေအထဲထဲမှာရှိတဲ့အရာတွေမသိစိတ်တာပြောင်းလာပြီးဘာဖြစ်လာလဲဆိုတော့အော် तू ကငွေကိုလွယ်လွယ်ကူရှာလို့ရပါလားအဲ့ဒီအချိန်မှာငွေကိုလွယ်လွယ်ကူကူရှာဖို့အတွက်အရင်းအမြစ်တွေအခွင့်အလမ်းတွေအခွင့်အရေးတွေအဲ့ဒီအရာတွေကို universe ကအော်တိုပို့ပေးတယ်ငွေလွယ်လွယ်ကူကူရပါအဲ့တော့ကျမတို့ကပြင်ပကအရာတွေပြောင်းနေတယ်လို့ပဲကျမတို့ရဲ့ယုံကြည်ချက်အဟောင်းတွေကိုပြောင်းဖို့လိုတယ်အဲ့တော့ဒီနှစ်ချက်ကကိုယ့်ကိုယုံကြည်သူများယုံကြည်အောင်တည်ဆောက် ကိုယ့်ကိုယုံကြည်ပြီးရင်သူများတွေကိုယ့်ကိုယုံကြည်အောင်တိဆောက်ဒါဆိုလို့ရှိရင်မိတ်ဆွေအနေနဲ့ဝင်ဝေးလမ်းကြောင်းဖန်တီးဖို့လွယ်ကူပါတယ်ကျေးဇူးတင်ပါတယ်ကျမနာမည်မမိုးသက်လို့ခေါ်ပါတယ်